မင်္ဂလာပါခဗျာဒီနေ့မှာလဲဆောင်းမလေးတစ်ပုဒ်ဖတ်ပြပေးလို့ပါတယ်ဆောင်းမကောင်းစီရဲ့နာမည်ကတော့နှင်းစီပြူရှင်နှန်းဖြစ်ပါတယ်ဆောင်းမလေးကိုတင်ပြပေးပါရစေနှင်းစီပြူရှင်နှန်း2019ခုနှစ်ခုနှစ်ဩဂုတ်လ25ရက်နေ့မှာထင်ရှားတဲ့နေမြလူအကျံဖတ်မှုကြီးရခိုင်ပြည်နယ်နဲ့ဘူးတီတောင်ဒေသမှာဖြစ်ပေါ်ခဲ့ပါတယ်ထို့အကျံဖတ်တိုက်ခိုက်မှုကြီးအကြောင်းကြိမ်ဖန်များစွာဖော်ပြပြီးဖြစ်ပါတယ်အကျံဖတ်ဘင်္ဂါလီများကိုနိုင်ငံတကာမီဒီယာများမှာဖိနှိပ်ခံလို့ပါတော်လန်ရေးဖြစ်အောင် ကဘာကိုဝါဒဖြန့်ပေးခဲ့ကြပါတယ်ကုလသမဂ္ဂမှာမြန်မာနိုင်ငံမှာဘင်္ဂါလီများကိုအရေးတူကင်ကြရတဲ့အဆင့်ထိရောက်အောင်ဖြစ်လာခဲ့ပါတယ်တိုက်ဆိုင်တွေကမြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းလဲကာလနဲ့ချိန်ခိုက်ဖြစ်နေတာဖြစ်ပါတယ်စင်စစ်မြန်မာဒီမိုကရေစီပထမသတ္တန်း2022ခုနှစ်ကတည်းကပင်ရခိုင်ရေးခင်းနဲ့ပတ်သက်တဲ့ရှော့ရထားပြီးဖြစ်ပါတယ်2022ခုနှစ်မေလ28ရက်နေ့မှာ ရန်ပြဲမြို့မှာရခိုင်တိုင်းသူမြို့သမီးငယ်တူဖြစ်သူမတ်တီရာထွေးကိုဘင်္ဂါလီ၃ဦးကလူရက်အရမကျင်တပ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ထို့ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက်တောင်ကုတ်နယ်တွင်းခီးတဲ့တင်ဘတ်စကားပေါ်မှာဘင်္ဂါလီ၁၀ဦးကိုပြန်လည်တပ်ဖြတ်လက်စားချေခဲ့ရမှာရခိုင်တိုင်းသားတို့နဲ့ဘင်္ဂါလီတို့တိုက်ခိုက်မှုအရေးခင်ဖြစ်ပွားခဲ့ပါတယ်။ထို့အရေးခင်မှာရခိုင်တိုင်းသား32ဦးဘင်္ဂါလီ46ဦးစုစုပေါင်း89ဦးသေဆုံးတာနှစ်ဖက်ပေါင်း109ဦးထိ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လူနေအိမ်4822လုံးဗလီ18လုံးဘုရားဘာသာဖုံးတော်ကြီးကျောင်း15ကျောင်းစာသင်ကျောင်း3ကျောင်းမိလောင်ပျက်စီးခဲ့ရပါတယ်ရခိုင်တိုင်းသား14328ဦးဘင်္ဂါလီ3940ဦးဥမဲ့အိမ်ပဲဖြစ်ခဲ့ပါတယ်အဆိုပါမိဘဟာမိထီလာမန္တလေးစတဲ့မြို့များထိပါကူးဆက်ခဲ့ပါတယ်ထိုရေခင်းဖြစ်ပွားခဲ့တဲ့2012ခုနှစ်ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာအတိုက်ခံပါတီနေပင်ရှိသေးပါတယ် ရေခဲနဲ့ပတ်သက်ပြီးဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကမြန်မာနိုင်ငံအတွင်းရှိမွတ်စလင်လူနည်းစုအတွက်အကာအကွယ်ပေးရမှာဖြစ်ကြောင်းလူများစုဗုဒ္ဓဘာသာများအနေဖြင့်အယူဆမတူသူမွတ်စလင်များကိုနားလည်လက်ခံတတ်အောင်တင်ယူရမှာဖြစ်ကြောင်း၂013ခုနှစ်ဧပြီလ18ရက်နေ့တူဂျူမြို့ဗလီစီယာများနဲ့တွေ့ဆုံခြင်းမှာထည့်သွင်းပြောကြားခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းသိလိုက်ရပါတယ်။၂015ခုနှစ်ရခိုင်ပြည်နယ်ကံယူတမ်းများသို့လှေစီးဒုက္ခသည်များဝင်ရောက်လာခဲ့ပါတယ်။ ထိုလေစီဒုက္ခသည်များရင်းနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က2015ခုနှစ်ဇွန်လတရက်ရက်စွဲဖြင့်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကထုတ်ပြန်တဲ့ကြေညာချက်မှာလေစီဒုက္ခသည်များကိစ္စဟာရခိုင်ပြည်နယ်ဘူးတီတောင်မောင်းတော်ဒေသများမှာလွန်ခဲ့တဲ့3-4နှစ်ကဖြစ်ပေါ်ခဲ့သောပဋိပက္ခများနဲ့ဆက်ဆက်မှုရှိတယ်လို့မြင်နေဆိုတဲ့စာသားပါဝင်ခဲ့ပါတယ်။ထိုစာသားပါဝင်တဲ့အချက်ကပင်လေတဲ့မျောနေတဲ့လေစီဒုက္ခသည်အလုံးအတွက်မြန်မာနိုင်ငံကတာဝန်ယူစရာ ိစ္ဆာတစ်ခုဖြစ်လာပါတော့တယ်လက်စီဒုက္ခသည်အများစုမှာအချို့မှာမြန်မာနိုင်ငံရခိုင်ဒေသမှာဖြစ်ကြောင်းကမ္ဘာနိုင်ငံများကပြောလာပါတယ်၎င်းပြင်ကျင်ညာချက်ပြင်နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စရပ်များကိုတရားမျှတပွင့်လင်းစွာအမြန်ဆုံးဆောင်ရွက်ရေးဆိုတဲ့အချက်လေးပေါ်ဝင်ပါတယ်ထို့နောက်2015ခုနှစ်မေလ31ရက် White သတင်းစာမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုင်ရာရှိသူဦးညံဝင်းရဲ့ပြောကြားချက်ကိုသတင်းမှာထုတ်ပြန်ရမှာလေစီဒုက္ခသည်ဘင်္ဂါလီများကိုနိုင်ငံသားဖြစ်လက်ခံသင့်ကြောင်း ဥညာဉ်ဝင်ပြောဆိုတဲ့ခေါင်းစဉ်မြင်ထည့်သွင်းထုတ်ပြန်တာကိုလည်းတွေ့လာပါတယ်။မြို့သားဒီမိုကရေစီဖွဲ့ချုပ်ဟာလေစီပင်ဂါလီဒုက္ခသည်များကိုမြန်မာနိုင်ငံသားဖြစ်လက်ခံရန်သဘောတူနားလေသဘောတူတယ်လို့နားလေရပါတယ်။အရေးပြအကောင့်မထင်တဲ့မြန်မာလူလူဟာ2015ခုနှစ်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုတောင်းပြကမ်းပြမဲထည့်ခဲ့ကြပါတော့တယ်။အစိုးရလည်းဖွင့်နိုင်ခဲ့ပါတယ်။မြို့သားဒီမိုကရေစီအစိုးရအနေဖြင့်ရခိုင်ရေးကိုနိုင်ငံရေးပေါင်ထဲမှာနိုင်ငံတကာလက်ခံတဲ့အဆင့်ရောက်အောင်ဖြည့်ရှင်းသွားမယ်အစီအစဉ်တစ်ခုကိုချမှတ်ပါတယ်။ ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းခြင်းပင်ဖြစ်ပါတယ်။ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းပြီး၃ရက်အကြာမှာပင်ရခိုင်ဒေသမှာအကြမ်းဖက်တိုက်ခိုက်မှုကြီးတစ်ရပ်ဖြစ်ပွားလာပါတော့တယ်။၂016ခုနှစ်အော်တိုဘာလ9ရက်ရခိုင်ဒေသဘူတီတောင်မောင်းတော်လုံခြုံရေးစခန်းများကိုဘင်္ဂါလီကျမ်းဖက်သမားများကဝင်ရောက်စီးနင်းတိုက်ခတ်ရာလုံခြုံရေးတာဝန်ယူနေရတဲ့ရဲတပ်ဖွဲ့ဝင်ကိုဦးတပ်ဖြတ်ခံရပြီးလက်နက်ခဲယမ်းအမြောက်များကိုအကြမ်းဖက်ဘင်္ဂါလီများကယူဆောင်သွားခဲ့ကြပါတော့ ို့အတွက်ဘူဒီတော်မောင်တော်ဒေတာရဲ့လုံခြုံရေးကိုပုံမအယုံဆိုင်ဆောင်ရွက်ပေးပါရန်လွှတ်တော်အတွင်းနဲ့လွှတ်တော်ပြင်ပပါတောင်းဆိုမှုများပြုလုပ်ခဲ့ကြပါတယ်။အာနာယအစိုးရနဲ့လွှတ်တော်အနေဖြင့်ရခိုင်ဒေတာဖြစ်စဉ်ပေါ်လုံခြုံရေးမျက်နှာစာမှချင့်ကဲ့ရန်မလိုအပ်ဟုသောအစဉ်အလာဖြင့်ထိုကိစ္စကိုသူဤခဲ့ပါတယ်။အစိုးရရဲ့လွှတ်တော်ရဲ့အမြင်ကိုတက်တက်ဆင်အောင်လွဲစေခဲ့သည်မှာအောက်ဂုလ25ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ကဘာကျော်အကြမ်းဖက်မှုကြီးဖြစ်ပါတယ်။တိုင်းရင်သားမျိုးနွယ်စုများနဲ့ဟိန္ဒူ လူမျိုးရာနဲ့ချီအသက်ခံခဲ့ရပါတယ်။နိုင်ငံတွင်းအတိုက်ခံပါတီများနဲ့အမျိုးသားရေးဝါဒီများကအကြမ်းဖက်မှုဖြစ်ရေးကြီးညာပေးဖိအားပေးခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ကနိုင်ငံတွင်းမှာနေထိုင်တဲ့နိုင်ငံသားများရော နိုင်ငံသားမဟုတ်သူများကိုပါလှုပ်ဆောင်မီမဟုတ်ကြောင်းမိသည်မှာဗက်လိုက်မီမဟုတ်ကြောင်းဂျားနေမီဖြစ်ကြောင်းပြောဆိုရာဗက်မလိုက်ဟုပြောဆိုမှုကဘင်္ဂါလီဘက်ကိုလိုက်ပြောနေတယ်လို့သဘောရသလိုဖြစ်ပါတယ်။ ရှေ့တဘူနောက်ဆုတ်လဲဒုတ်ဖြစ်နေတဲ့အစိုးရအနေဖြင့်ကိုဖီအာနန်ရဲ့အစီရင်ခံစာကိုအပြည့်အဝအကောင့်ထဲဖော်ပြကြောင်းကြေညာခဲ့ပါတယ်အမျိုးသားမအီတမားများကကိုဖီအာနန်အစီရင်ခံစာပါ1982ခုနှစ်နိုင်ငံသားပြုမှုဥပဒေပြင်ဆင်ရန်အကြံပြုမှုဟာအကြံဖက်ရှုံ့ကြပွဲများပြုလုပ်ခါလမ်းပေါ်ထွက်လာခဲ့ကြပါတယ်အစိုးရကလူလူကန့်ကွက်မှုများကိုတုံ့ပြန်ရင်သည့်အစီအစဉ်များဆောင်ရွက်ခဲ့ကထိုအစီအစဉ်များတွေတွင်၄ဘာသာစုတောင်းပွဲများပါဝင်ခဲ့ပါတယ်ရခိုင်ပြည်နယ်ဝင်းကြီးချုပ်ဦးညီပူဦးဆောင်ပြီး လေးပါသာစုတောင်းပွဲပြုလုပ်ရာရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ဒေသခံတိုင်းသားများကဆလောင်းပုံးဖြင့်တီးကနှင်လွတ်တဲ့အိုးလေးတကြော်ကြော်ဖြစ်စဉ်ကြီးဖြစ်ခဲ့ပါတယ်။ထို့တိုင်အာဏာရပါတီရဲ့အမိခံကရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့်လေးပါသာစုတောင်းပွဲကြီးကိုရန်ကုန်မြို့အောင်ဆန်းကွင်းထဲမှာချိန်ချိန်တဲပြုလုပ်ခဲ့ပါတယ်။ဤဒီမှာမြန်မာနိုင်ငံတွင်ဘာသာကြီးလေးခုကိုညီညွတ်မျှတစွာကိုးကွယ်နေထိုင်ကြောင်းကဘာကိုပြလိုခြင်းဖြစ်ပါတယ်။ထို့တော်တွင်သတင်းချုပ်လာပြင်းဒီမှာရှီရုံစီ ပွဲစည်းတမ်းမှာမွတ်စလင်ပန်းတဲ့တူအူကိုဖျားမရဟန်းပြိုလေးများကတားဆီးမှုဖြစ်ခဲ့ပါတယ်။သူဖြစ်စဉ်မှာတာမန်ဖြစ်စဉ်ဖြစ်တော်လဲအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဖွဲ့နဲ့ဆရာတော်ဥဝီရသူပေါ်တိုက်ခိုက်နေတဲ့အုပ်စုတစုကဗုဒ္ဓဘာသာယဟန်တော်များမွတ်စလင်များလူမျိုးသားခွဲခြားဆက်ဆံနေတဲ့အင်အားသုံးဖိနှိပ်နေတဲ့ဟု မြင်စရန်လူလူကြားဖွားခဲ့ပြီးနိုင်ငံတကာအဆင့်ထိရောက်အောင်တွန်းပို့ခဲ့ကြပါတယ်။လေးဘာသာစုတောင်းပွဲပြီးသည့်နောက်တရက်မှာ အာနာယပါတီရဲ့ရုံးငန်းမှာအဆိုပါငုံးတွေကိုခေါ်ယူပြီးငွေကျပ်9သိန်းခွဲထောက်ပံ့ခဲ့ပါတယ်လူသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့လောက်ရဟာတားဆီးခံရသူမွတ်စလင်ငုံးတွေနဲ့တယောက်နဲ့ရခိုင်မှာရရက်ဆက်ဆက်အကြမ်းဖက်တပ်ဖြတ်ခံထားတဲ့တိုင်းသားယာကျော်ကိုလဲလိုက်ခြင်းပင်ဖြစ်ပါတယ်ဂျာနယ်များမှလည်းရေးသားခဲ့ကြပါတယ်ငုံးရောင်းတဲ့ဘာသာကြတူအောင်ဝိုင်းဝန်းကျင်နာခြင်းဖြင့်ဗုဒ္ဓဘာသာဝင်တို့ကိုပြစ်မှတ်ဖြစ်စေခဲ့သည်ကို အမှတ်သားမှတ်ထားကြနိုင်တဲ့အမျိုးသားကြီးတက်ကြွသူများကမေလ15ရက်နေ့မှာတောင်တကုံမြို့နယ်အမှတ်106ရပ်ကွက်လူနေအိမ်တစ်လုံးမှာအစ္စလမ်ဘာသာဝင်များဝိပုစုပွဲဆုတောင်းပွဲလုပ်နေသည်ကိုတွားရောက်ဆစ်ဆီးကြပါတယ်။ထိုစဉ်ထိုအိမ်မှာဝိပုခြင်းကိုရပ်ကွက်သားများကကန့်ကွက်ပါတယ်။မိတို့ပင်ဖြစ်စီအစိုးရကတွားရောက်ဆစ်ဆီးသူများကိုဖမ်းဆီးအရေးယူခဲ့ပြန်ပါတယ်။ထို့ကြသည်မှာအမျိုးသားရေးဝါဒီများရဲ့ပြုမူမှာကိုအာဏာလကြီးရဲ့ဟုဆိုကား အပြာရောင်အင်ကြီးဝစ်ဆင်ထားတဲ့ပါတီအဖွဲ့ဝင်တွေကအဖြူရောင်နှင်းစီပွဲများကင်ဆောင်ပြီးအဆိုပါအစ္စလမ်ဘာသာဝင်များနေထိုင်ရရက်ကွက်သို့သွားရောက်ကန့်ဆက်ကြခြင်းဖြင့်နှင်းစီပြူကမ်ပိန်းကိုပြုလုပ်ခဲ့ကြပါတယ်။ထို့ကြောင့်နှင်းစီပြူအဆိုရဟုနောက်မှကင်မော့တက်ခံရပါတယ်။ဒီလေရှာလေရည်ကျင်းမှုပွတ်တိုက်ခြင်းကိုမူဝါဒအမှားများဖြင့်ကင်ရယ်ခဲ့ခြင်းဟာယနေ့တိုင်ကမ္ဘာတရားရုံး ICC မှာရှင်းရပင်မပြီးနိုင် ဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးဦးမင်းအောင်လှိုင်အစိုးရဒီပီလင်းဘာသာပေါင်းစုံညီညွတ်ရေးဆိုတဲ့ဇကားကိုဂယုတဆိုင်ကင်တွင်နေရပါလေ။ဤဒီမှာတမိုင်းချက်လက်များကပြောသော liberal အခုလူအဖွဲ့အစည်းပုံစံဖြင့်လူလူကိုအခြေပြုချင်းကပ်တဲ့အစိုးရတည်းတည့်ရက်မြန်မာနိုင်ငံမှာပေါ်ပေါက်ခဲ့ကြောင်းနောင်လာနောက်သားများသိစေချင်ပါလေ။နောင်ပေါ်လာမဲ့အစိုးရများဟာလည်းနှင်းစီပြူအစိုးရများမဖြစ်ရန်အရေးကြီးကြောင်းလည်းဖြစ်ပါကြောင်းပါခင်ဗျာ။ အမျိုးသားနိုင်ငံရေးအသည့်တစ်ခုရရှိသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်